ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာဒီခါမှာတော့ zombie 2လို့မည်ရတဲ့ဇာတ်ကားလေးအကြောင်းကိုတင်ဆက်ပေးသွားခြင်းပါတယ်တခုသောညတစ်ညမှာတော့တရားမဝင်မောင်ကိုအဖွဲတစ်ဖွဲ့ဟာဘေးမဲ့တောတစ်ခုစီကိုရောက်လာခဲ့ကြပါတယ်မောင်ကိုအဖွဲကတောထဲကတတော်ဝါလေးတွေကိုဖမ်းပြီးတော့တရိဆန်မောင်ကိုဈေးကွက်မှာဈေးကောင်းကောင်းနဲ့ရောင်းနေကြတဲ့သူတွေပါမောင်ကိုအဖွဲထဲကဂျေးဆဲဆိုတဲ့မိန်းကလေးကတော့တတော်ဝါလေးတွေကိုရှင်ဖမ်းဖို့အတွက်မိဈေးကိုထူးချွန်းကျင်တဲ့သူတစ်ယောက်ဖြစ်ပါတယ်မောင်ကိုအဖွဲရဲ့ခေါင်းဆောင်တိုမာတိုကတော့နမီနဲ့လိုက်အောင်ပဲတတော်ဝါတွေကိုအနာတရမဖြစ်စေဖို့နဲ့ သူ့ဖွဲ့သားတွေကိုတည်တည်ချာချာဖမ်းဖို့အတွက်လေကြောရှည်ကြီးနဲ့တတိပေးနေခဲ့ပါတယ်။ခြေဆက်ကမိစေးကိုပြင်ဆင်ပြီးတဲ့အခါမှာတိုမာတိုကိုပေးလိုက်တော့စကားပြောရင်ဆရာကြီးအီပါရင်ဂျာကြီးဆိုတဲ့စတိုင်နဲ့အာဖရိကနယ်ဝင်မွန်ဂိုဆိုတဲ့အကောင်ငယ်လေးကိုလှမ်းပစ်လိုက်ပါတယ်။တစ်ချက်ပြက်တစ်ကောင်လက်စွမ်းဆိုပေမဲ့အီပါရင်ဂျာတဲ့ဆရာကြီးပစ်လိုက်တာကမိစေးမဟုတ်ပဲဇွန်ဘီဗိုင်းရပ်တမျိုးထည့်ထားတဲ့ဇီဝစီတမျိုးဖြစ်နေခဲ့တာပါ။မွန်ဂိုအကောင်လေးကလည်းလဲကြသွားပြီးတော့မျိုးလုံးတွေပြန်ပွင့်လာပြီးမူမမှန်စဖြစ်လာတာကိုတော့တစ်ဖွဲ့လုံးသတိမထားမိခဲ့ကြပါဘူး။ အဲနောက်မှာတော့တော်ရဲဆက်ဝင်လာပြီးတိုမာတိုကလုံမြန်ပြအောင်ဖွဲ့ခွဲစီခဲ့တာကြောင့်ဂျီဆဲနဲ့လိန်ကတစ်ဖက်နေလိုက်ကြပါတယ်။တနင်္လာမှာတော့တိုမာတိုကအော်ဒန်တစ်ခုကြားရတာကြောင့်တကောင်ကောင်လာနေပြီးဆိုပြီးတော့တနတ်တီအစင်သင့်ပြင်နေတော့မှာပဲ။ခနာကဇွန်ဘီဖြစ်သွားတဲ့မွန်ဂိုကောင်လေးကတိုက်ခိုက်တာခံနေရတော့နိမိတ်ကလွားတွေဖြစ်ကုန်ကြပါတယ်။တိုမာတိုနဲ့လိုက်လာတဲ့အဖွဲသားနှစ်ယောက်အာသုဘဖြစ်သွားပြီးတော့တိုမာတိုလည်းဖနှောင်းနဲ့တင်ပါတသားတည်းကြောက်အောင်ထွက်ပြေးခဲ့ရပါတယ်။တနင်္လာမှာတော့အဖွဲသားတစ်ယောက်ကနကြက်လေးတက်ပြေးစိန်ခံနေတော့မှာပဲ။မွန်ဂိုကောင်လေးကရောက်လာပြီးလက်ချောင်းတွေကိုကိုက်ဖြတ်လိုက်တာကြောင့် ကဲကြပါဦးအားအားဆိုပြီးတော့တိုမာတိုစီကိုပြေးချလာခဲ့ပါတယ်။ဂျေဆဲနဲ့လိန်တို့ကတော့ဖြူကောင်လေးတစ်တိုက်ကိုရှာတွေ့သွားပြီးမေးစေးပေးပြီးမှပြေးမယ်ကြံနေတော့အတင်းဆောင်နေတဲ့ရဲသားကြီးကိုလာရွှေလူစိုးဖမ်းဖို့တာဝန်ကြီးအဲ့လေတတော်ဆောင်ဖွဲ့ကရောက်လာပြီးတော့ဂျေဆဲတို့ကိုဖမ်းလိုက်ပါတယ်။တတော်ဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ရန်ဒီကဗာမေးစေးတုံးလာလဲဆိုပြီးဂျေဆဲကိုမေးတော့ဂျေဆဲကထူးဆန်းတဲ့စေးနံမီကိုပြောခဲ့ပြီးတော့အာပတရရေမောနေခဲ့ပါတယ်။နောက်တစ်ရက်မနက်မှာတော့ရန်ဒီကဒရိတ်ဆန်ဆရာဝန်မမလှလှလေးဘာရော့ကိုဆက်သွယ်ပြီးတော့ ဘေးမဲ့တော့ဖောက်ခံရပြီးတရိတ်ဆန်တချို့မှာထူးဆန်းတဲ့ဈေးတွေတွေ့ရတာကြောင့်လမ်းပြောပြီးတော့လာရောက်စုံစမ်းပေးဖို့ပြောခဲ့ပါတယ်။အဲ့ဒရင်ကိုကြားကြလိုက်ချင်းပါပဲ။ဘရိုကာတစ်ခုခုကိုတည်နေတဲ့ပုံစံနဲ့သူ့ဖွဲ့သားတွေကိုလိုအပ်တဲ့လက်နက်တွေကိုယူခံပြီးတော့ဘေးမဲ့တော့ကိုချက်ချင်းလာခဲ့ပါတယ်။တနင်္လာမှာတော့တိုမာတိုနဲ့လက်ချောင်းပြတ်သွားတဲ့ငနေကဇွန်ဘီဖြစ်နေတဲ့အကောင်တွေစီကနေလွတ်အောင်ထွက်ပြေးရင်းနဲ့ဘေးမဲ့တော့ချံကိုကြော်ထွက်ဖို့လုပ်နေတော့ဇွန်ဘီကြံ့တဲ့ကောင်ကရောက်ချလာပြီးတော့လက်ပြတ်ငနေကိုတပ်ပစ်လိုက်ပါတယ်။ အဲ့ဒီမြင်ကွင်းကြောင့်ဖိုက်တာကြီးဆိုတဲ့တိုမာတိုလည်းကြောက်လန့်သွားရပြီးတော့တချိုးတည်းလက်ပြေးရပြန်ပါတယ်ဘရော့ရောက်လာတော့ရန်ဒီတို့ကမူမမှန်တဲ့ဖြူကောင်လေးတွေကိုယူလာပြခဲ့ချိန်မှာအဲ့လိုပုံစံမျိုးတစ်ခါမှမမြင်ဘူးတာကြောင့်ဘရော့လည်းအံ့ဩနေခဲ့ရပါတယ်ကြည်စဲနဲ့လိန်ကိုစစ်စေးရေးခန်းထဲခေါ်သွားပြီးတော့စစ်စေးရေးအရာရှိတွေရောက်လာမဲ့အချိန်ကိုသာထိုင်ဆောင်နေခဲ့ရပါတယ်။ရန်နီကအခုချိန်မှာဖြူကောင်လေးတွေကမူမမှန်တာကြောင့်ဂယူဆိုင်ဖို့မှာသွားပြန်တော့ဘရော့လည်းပြုံးမိသွားခဲ့ပါတယ်။ဆောင်းဝင်မကြီးလည်းတဲနှလုံးရှိတာကိုအဲလဲ ဘရော့တို့ပြင်ထွက်သွားတော့မှဖြိုးကောင်ကလောင်ရီရဲ့တန်ချောင်းတွေကိုကိုက်ဖြတ်နေတာကိုတွေ့ရမှာပါဘရော့နဲ့လုဖို့ကင်ဘက်လိုကန်တို့ကဖြိုးကောင်လေးတွေကိုပြန်လာကြည့်ကြချိန်မှာတိုမာတိုကဘရင်းဘောက်စီကိုရောက်ချလာပြီးတော့အကူအညီတောင်းခဲ့ပါတယ်ဘရော့နဲ့တက်တော်ဝင်နှန်းနေလဲထဲကိုခေါ်လိုက်တဲ့အခါမှာတိုမာတိုကတော်ရဲကတွေးဆန်နေအာလုံးဇွန်ပြီးဖြစ်နေပြီဆိုပြီးပြောပြခဲ့ပေမဲ့ရန်ဒီတို့ကတော့မယုံကြည်ခဲ့ပါဘူးအဲ့အပြင်တိုမာတိုကိုမူရီစေးကြောင်းနေတယ်ထင်ပြီးတော့ဖမ်းလိုက်ပါတယ်။တိုမာတိုကလည်းသူကမောင်ကိုဖွဲ့ကောင်းဆောင်ဖြစ်ကြောင်းကိုပြောပြလိုက်ပြီးတော့ အကောင့်နေဇွန်ဘီဖြစ်ကုန်ပြီဆိုပြီးတော့ထက်ကထက်ကပြောနေတာကြောင့်နောက်ဆုံးရန်နီကလည်းအဲ့လောက်တေချာနေရင်လိုက်ပြဆိုပြီးတော့ခေါ်ချလာခဲ့လိုက်ပါတယ်။ရန်နီတို့ထွက်သွားတော့ဘရော့ကလည်းဖြူကောင်ရဲ့သွေးကိုယူပြီးစမ်းသပ်ကြည့်ခဲ့ပါတယ်။လမ်းတစ်လျှောက်မှာတိုမာတိုကသူ့ရဲ့မေးစေးနဲ့ပြစ်လိုက်တဲ့မွန်ဂိုကောင်လေးကစပြီးတော့တတော်လုံးဇွန်ဘီဖြစ်ကုန်တဲ့အကြောင်းနဲ့တော်ရဲမသွားပဲစကမ်းမာသာလုံလုံခြုံခြုံနေဖို့ပြောနေခဲ့ပေမဲ့ရန်နီတို့ကတော့နားမထောင်ခဲ့ပါဘူး။အဲ့လိုတော်ရဲရောက်လာတော့မောင်ကိုသမားတွေရဲ့အလောင်းကိုတွေးလိုက်ရတာကြောင့်ရန်နီလည်းပါဇက်ဟောင်းသားဖြစ်သွားခဲ့ရပါတယ်။ အဲ့ချိန်မှာပဲဘာမှမသိတဲ့အတန်ကိုကြားလိုက်ရပြီးတစ်တော်ဝင်တန်းတယောက်ကိုဇွန်ဘီသားပိုက်ကောင်ကဝင်တိုက်ခတ်ခဲ့ပါတယ်။ရန်ဒီလည်းသားပိုက်ကောင်ကိုပြစ်ဒဏ်နိုင်ခဲ့ပေမဲ့တိုက်ခိုက်ခံရတဲ့ဝင်တန်းကတော့ပိုင်ဟောင်းလောင်းနဲ့အတုပဖြစ်သွားခဲ့ရပါတယ်။တစ်တော်စကန်မှာကြံနေခဲ့တဲ့ဘရော့ကလည်းဖြူကောင်ရဲ့သွေးကိုယူပြီးစစ်ကြည့်လိုက်တဲ့အခါမှာတော့အမျိုးမည်မသိတဲ့ဇီဝပိုးတစ်မျိုးကမြ мян ပြန့်သွားနေတာကိုတွေ့လိုက်ရပါတယ်။အဲအကြောင်းဂျီဆဲစီကိုသွားပြီးတော့ဘလို့မီဆေးတုံးတာလဲဆိုပြီးမေးပေမဲ့ဂျီဆဲကတော့မပြောပြခဲ့ပါဘူး။ပြီးမဲ့တော်ထဲမှာတော့ရန်ဒီတို့လည်းချင်းနေမဟန်တော့တာကြောင့်စကန်ကိုပြန်လာခါနီးမှာထူးဆန်းတဲ့ဇီဝပိုးတို့မျိုးရှာတွေ့ထားကြောင်ပြောပြခဲ့ပါတယ်။ ရန်နီကကြံတဲ့လူတွေအားလုံးကိုစကန်ထဲမှာပဲနေနေဖို့ပြောတော့ဥယျံတစ်ဖက်ချမ်းမှာရေမြင့်သားပေါက်လေးကိုသွားပို့တဲ့ KD နဲ့ Friend တို့ပြန်မလာသေးကြောင်းပြန်ပြောပြခဲ့ပါတယ်ရန်နီကရေဒီယိုကနေဆက်သွယ်ကြည့်ပေမဲ့ KD ကကားပေါ်မှာရှိနေတာကြောင့်ဆက်သွယ်မရခဲ့ပါဘူးအဲဒါကြောင့်ရန်နီတို့လည်း KD နဲ့ Friend ကိုရှာဖို့ထွက်လာခဲ့လိုက်ရပါတယ်ဒိုကန်ကဖြူကောင်လေးဖမ်းထားတဲ့နေရာကိုပြန်လာပြီးတော့ဘာအနေမှမဖြစ်အောင်မီးစေးထိုးဖို့စီစဉ်ခဲ့ပါတယ်ဒါမဲ့ခန်းထဲရောက်တော့ဖြူကောင်ကလောင်ရင်ထဲမှာရှိနေတော့ပါဘူး ိုကန်လည်းသတိကြီးကြီးလိုက်ရှာရင်းနဲ့တွေးတော့မီဇေးထုံးမဲ့လုံနေတော့မှာပဲဖြူကောင်ကစူးရင်နဲ့စော်ထက်လိုက်တာကြောင့်အတုပဖြစ်သွားရပြန်ပါတယ်အတန်နေကြရတာကြောင့်ဘရော့လဲလာကြည့်လိုက်တော့မှသွေးပြက်စရာမြင်ကွင်းကြောင့်လက်ဖြတ်ပြီးထွက်ပြေးရပြန်ပါတယ်ဘရော့လဲလုံးုံမဲ့ထင်းတဲ့အခန်းတစ်ခုထဲဇပွဲအောက်မှာဝင်ပုန်းနေခဲ့ရပါတယ်အဲ့ချိန်မှာပဲဇိုမီဖြူကောင်နှကောင်ကခန်းထဲရောက်လာပြီးတော့ဘရော့ကိုလိုက်ရှာနေခဲ့ပါတယ်ဘရော့လဲတိတ်တိတ်လေးနေပြီးပုန်းနေခဲ့ပေမဲ့လက်ပတ်နာရီနှိုးဆက်ကအတန်ထမြီတာကြောင့်ဖြူကောင်နေရှာတွေ့သွားခဲ့ပါတယ်အဲ့ဒါကြောင့်ဘီနာကပစ္စည်းတွေနဲ့ဖြူကောင်ရဲ့စူးတွေကိုကာကွယ်ခဲ့ပေမဲ့လက်မှာစူးတစ်ချောင်းစိုက်သွားခဲ့ပါတယ် ဘရော့လည်းခင်းကွားတစ်ခုတွေ့တာကြောင့်ခင်းကွားကိုလျက်စစ်ရှော့တိုက်ပြီးတော့ဖြူကောင်ကိုကိစ္စတုံးပေးလိုက်ပါတယ်။ဒါမဲ့စူရီတော်တော်မြတ်မြတ်ကတော့ကိုမစိုက်ဝင်သွားတာကြောင့်တချောင်းချင်းပြန်ဆွဲနှုတ်နေခဲ့ရပါတယ်။ဖြူကောင်နောက်တစ်ကောင်ကဂျီဆဲလို့ကိုဖမ်းထားတဲ့ခန်းလေးကိုဘဲကနေဘလို့ဝင်သွားလဲမသိဘဲနဲ့လိန်ကိုတိုက်ခတ်ခဲ့ပြန်ပါတယ်။ဂျီဆဲလည်းတောင်းမှာကပ်ပုံးနေပြီးတော့အကူကြီးလမ်းတောင်းတာကြောင့်ဘရော့လည်းခန်းထဲဝင်ပြီးဖြူကောင်လေးကိုစတစ်ဘုံတစ်ခုနဲ့အုပ်ထားလိုက်ရပါတယ်။တဖက်မှာရေမြင့်ပေါက်လေးကိုလာလှော့ပေးတဲ့ကီတီတို့ကလည်းစူညံတန်ကြားရတာကြောင့်လှမ်းကြည့်လိုက်တော့ကြံ့နေအုပ်စုလိုက်ကြီးပြေးချလာတာကိုတွေ့လိုက်ရတာကြောင့်အမီကေပါဖီကေပါဆိုပြီးတော့ပြေးရပြန်ပါတယ် ဇွန်ဘီကြံ့ဦးကြီးတနင်းမီလို့နံများဖျက်မဲ့ကင်းရောက်နေပြီမဲ့ကံကောင်းကျင်တော့ရန်ဒီတို့အချိန်မီရောက်လာပြီးကားနဲ့တင်ခေါ်နိုင်ခဲ့ကြပါတယ်။ကြံ့နေအိုစုကနေလွတ်ခါနေအချိန်မှာပဲဖရန့်ကကားပေါ်ကနေပြုတ်ကျသွားခဲ့ပြီးတော့ကြံ့နေနင်းခံလိုက်ရပြီးနံများဖြစ်သွားခဲ့ရပါတယ်။မတတ်နိုင်တဲ့အဆုံးမှာတော့လက်ဖြောင်းနဲ့တိုမာတိုကိုတနက်ပေးပြီးကြံ့နေကိုရှင်းပစ်ခိုင်းခဲ့ရပါတယ်။ဖရော့ကလည်းဒဏ်ရာတွေရနေတာကြောင့်ယက်စကန်ကိုဖုံးဆက်ပြီးတော့ကြောင်းချခဲ့ပါတယ်။အခြေအနေတွေအရန်ဆိုးနေတာကြောင့်မနေနိုင်တော့တဲ့ဖြီးစေးကလည်းဇွန်ဘီဗိုင်းရပ်ဖြီးစေးကိုကူရှာပေးဖို့ပြောခဲ့ပါတယ်။ ဘရော့ကလည်းစဉ်းစားပြီးတော့မှဖြည့်ဆည်းရှာတွေ့ခဲ့ရင်ဂျီဆဲကိုထွန်းမပြေးဖို့ဂရီတောင်းလိုက်ပါတယ်။ဂျီဆဲကလည်းသဘောတူတာကြောင့်နှစ်ယောက်သားပေါင်းပြီးဖြည့်ဆည်းကိုစတင်ဆက်သက်ခဲ့ကြပါတယ်။ဂျီဆဲရှာတွေ့လိုက်တာကတရိတ်ဆန်တွေရဲ့သွေးတွေကဗိုက်တဲ့ပိုးဟာလူသားတွေကိုမကူးဆက်နိုင်သေးတယ်လို့လူရဲ့သွေးနဲ့လည်းခြေဖြစ်နိုင်တယ်ဆိုတာကိုပါ။အချိန်တို့အတွင်းမှာတိကျတဲ့ reset ထွက်လာခဲ့တာကြောင့်ဘရော့လည်းဂျီဆဲရဲ့စီးကျွမ်းခြင်းမှုကိုထင်ကြီးမိသွားခဲ့ပါတယ်။တစ်ဖက်မှာတော့ရန်ဒီရောဟာဇွန်ဘီကျန်းဦးကြီးလက်ကနေလက်မတင်လေးလွတ်မြောက်ခဲ့တယ်ဆိုပေမဲ့ကားကပျက်စီးသွားခဲ့တာမျိုးစကန်းကိုလမ်းလျှောက်ပြန်ရဖို့ဖြစ်လာခဲ့ပါတယ်။ လမ်းတက်နေရာမှာချောင်းတစ်ခုခံနေတာကြောင့်ဖြစ်သွားဖို့လုံနေတော့မှာပဲရေထဲကနေမွေကြီးတစ်ကောင်ကထလာလာမှုပြန်ပြီးခြောက်လို့လိုက်ရပါတယ်ဘရော့နဲ့ဂျီဆဲကလည်းဖြီးစည်းကိုဖော်ထုတ်နိုင်ခဲ့တာကြောင့်ဖန်ထားတဲ့ဖြူကောင်လေးကိုစမ်းထိုးကြည့်ဖို့လာလိုက်ကြပါတယ်ဒါမဲ့ဖြူကောင်လေးကတန်ဖိုးထဲမှာရှိမနေပဲထွက်ပြေးသွားခဲ့ပါပြီဖြူကောင်ကိုလိုက်ရှာရင်းနဲ့မိချောင်းကန်စီကိုရောက်လာတော့ဘရော့ကိုမိချောင်းကတက်ခွန်အုပ်ခဲ့ပါတယ်ဒါမဲ့ဖြီးစည်းကလှုပ်ဖြစ်သွားတာကြောင့်ဘရော့လည်းဘာတန်ရမှမရလိုက်သလိုမိချောင်းကလည်းပြန်ထွက်ပြေးသွားခဲ့ပါတယ်ရန်နီတို့ကလည်းမွေရန်ကနေလွတ်အောင်ဆိုပြီးတော့လှေနဲ့ချောင်းကိုဖြတ်နေတော့ ဇွန်ဘီဖြစ်နေတဲ့ရေမြင့်ကောင်က KD ရဲ့လေကိုတိုက်ခိုက်တာကြောင့် KD လဲလေပေါ်မြောက်တက်သွားပြီးတော့ပြန်ကျလာတဲ့အချိန်မှာရေမြင့်စာဖြစ်သွားရပါတယ်။ Randy နဲ့ဝန်ထမ်းတယောက်လည်းရေကိုဇောက်ထိုးတွေကူးပြီးတော့အသက်လူပြေးခဲ့ရပြန်ပါတယ်။ဖြစ်ချင်တော့ဂျေဆဲရိုနဲ့စုံနာမူလို့ရေမြင့်စာဖြစ်ကနေလက်မတင်လေးကယ်တင်နိုင်ခဲ့ပြီးတော့လျှောက်သားစကန်းစီကိုအရောက်ပြန်နိုင်ခဲ့ကြပါတယ်။ Brock ကလည်းသူတို့ဖြည့်စည်းကိုရှာတွေ့တဲ့အကြောင်းဝမ်းသာအားရပြောပြနေတော့မှာပဲအတန်ကျဲကြီးတစ်ခုကထွက်ပေါ်လာခဲ့ပါတယ်။ Randy နဲ့တခြားသူတွေကိုတားခဲ့ပြီးတော့အတန်လာရစကန်းစီကိုဝင်ကြည့်လိုက်တော့ ဇွန်ဘီမိချောင်းကအင်တာကွက်ထဲကနေထွက်လာတာမျိုးပြေးရပြန်ပါတယ်အခန်းတစ်ခုထဲမှာပုံနေတော့ဇွန်ဘီမိချောင်းကြီးကရောက်ရှိလာခဲ့ပါတယ်မိချောင်းကဆွမ်းနာကဖြည်းစည်းထိုးလိုက်တဲ့မိချောင်းမှာအခုဇွန်ဘီပြန်ဖြစ်နေတာဆိုတော့ဂျေဆက်ကလည်းဖြည်းစည်းမှာလူရဲ့သွေးကိုသုံးရမယ်ဆိုပြီးတော့တတိယသွားခဲ့ပါတယ်အဲဒါကြောင့်စမ်းသက်ခန်းစီကိုပြေးတော့မိချောင်းဖင်မီနဲ့ရိုက်ခံလိုက်ရတယ်လို့အကြိုက်ပါခံလိုက်ရတာကြောင့်ဂျေဆက်လည်းအတုပဖြစ်သွားခဲ့ပါတယ်ရန်နီလည်းဂျီဆဲကိုကယ်ဖို့မိချောင်းကိုတတ်နိုင်လိုက်ပေမဲ့အချိန်မမီလိုက်ပြန်ပါဘူး။ရဟယင်အတန်ကြားတာကြောင့်စကန်းပြင်ကိုထွက်လာလိုက်ကြတော့ရဲမဟုတ်ပဲတတော်ဝင်နှန်းနေဖြစ်နေခဲ့ပြန်ပါလေ ဝန်ထမ်းကလည်းဘုံမတိဘာမတိနဲ့ရဟယင်ကိုမြေကြီးပေါ်ဆင်းလာလိုက်ပါတယ်ဖြစ်ချင်တော့အဲ့ဒီနားမှာဇွန်ဘီချင်းသေးတကောင်ရှိနေခဲ့တာပါရဟယင်မောင်းလာတဲ့သူလည်းချင်းသေးပါဇက်ထဲရောက်သွားပြီးတော့အတုပဖြစ်သွားရပြန်ပါတယ်စကန်ပြန်မှာဇွန်ဘီဒိဋ္ဌန်တွေဝိုင်းလာတာကြောင့်၃ရက်လုံးစကန်ထဲဝင်ပြီးတော့တကားတွေကိုလော့ချထားလိုက်ကြပါတယ်ဘရော့ကဆန်းသက်ခန်းထဲဝင်ပြီးတော့ပြေးစေး၃ခုကိုယူလာပြီးတယောက်တစ်ချောင်းစီပေးလိုက်ပါတယ်ဇွန်ဘီအကိုက်ခံရရင်ဇွန်ဘီဖြစ်သွားအောင်ကာကွယ်ဖို့အတွက်ပါအဲ့ချိန်မှာတိုမာတိုကဈေးကိုလူလိုက်ပြီးတော့သူ့ကိုသူထိုးချလိုက်ပါတယ် အခုလိုဒရိတ်ဆန်ဒီဇွန်ဘီဖြစ်လာတာသူ့ရဲ့မားကြောင့်ဆိုတာကိုပြောပြလိုက်ပြီးတော့ရန်နီနဲ့ဘရော့ကိုရဟရင်နဲ့ထွက်သွားစေခဲ့ပါတယ်တိုမာတိုကတော့ဆိုင်ကယ်စည်းနဲ့ရီလေးရီလေးယူရီလုံရင်ဒရိတ်ဆန်အားလုံးကိုမျှခေါ်သွားလိုက်ပါတယ်ရန်နီတို့လည်းဟယ်လီကော်ပတာစီကိုရောက်တော့မွန်ဂိုကောင်ကြိုရောက်နေတာကြောင့်နဗန်းထားလုံးရာပြီးတော့မှအောက်ကိုပြစ်ချလိုက်ပါတယ်ရန်နီနဲ့ဘရော့တို့လည်းရဟရင်ဘော်ကနေကြီးလိုက်တော့ဒရိတ်ဆန်လေးတွေပုံမှန်ပြန်ဖြစ်နေတာကိုသတိထားမိလိုက်ကြပါတယ်အတိဘယ်ကတော့ဖြီးစည်းကလူသွေးနဲ့ရောထားမှလှုပ်ဖြစ်တာကြောင့်တိုမာတိုတယောက်အစားခံလိုက်ရတယ်ဆိုတာပါ ရုပ်ရှင်လေးကတော့ပြီးပါပြီ။ပေးခြင်းတဲ့ message လေးကတော့ရုပ်ရှင်အစားဆုံးပြေးပဲပြေးနေရပြီ။ဘာမှမဆားလိုက်ရဘူးဆိုတာပါပဲ။နေ့လယ်စာကိုပြောတာပါ။ဆုံးထိနားဆင်ပြေးကြတဲ့အတွက်ကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။ထူးပဲ